မင်္ဂလာပါရှင် MFP ရဲ့တနေ့တာညမြင့်တဲ့အစီအစဉ်ကနေကြိုဆိုပါရစေ။ကျွန်မကတော့စီစဉ်တဆက်သူမူအိန်ကျဲပါ။မန္တလေးတိုင်းမြင်းကျက်ခရိုင်မှာဆောက်စုကလေချောင်းပုံကျက်ပြက်ခတ်လို့တပတ်အတွင်းပြည်သူ5ဦးသေဆုံးခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေကပြောပါရစေ။မြင်းကျက်ခရိုင်တောင်သားနထိုးကြီးမြင်းချံငဆွန်စားတဲ့မြို့နယ်တွေတဲ့ကိုဆောက်စုကမေလ15ရက်ကနေမေလ22ရက်ညနေပိုင်းထိဂျက်ဖိုက်တာဝိုင်တွဲ စက်တက်လီဒီတွေစတာတွေနဲ့ဘုံကျဲပြစ်ခတ်ခဲ့ရကြောင်းဒေသခံပြည်သူတွေထိခိုက်သေဆုံးခဲ့ရတာလို့ဒေသခံတွေကပြောပါတယ်။ဆိုဆိုဟာလူအင်အားနှဲပါလာပြီးတပ်ဖွဲ့စည်းပုံမှာပြစည်းနေရကြောင်းသူတို့အားသာတဲ့လေကြောင်းကနေနေ့စဉ်ဘုံကျဲနေရတဲ့အတွက်ဒေသခံပြည်သူတွေအနေနဲ့လေကြောင်းရဲ့အန်ရဲအသိပညာပေးတာတွေကိုလိုက်နာဖို့နဲ့ဘုံကိုချင်းတွေမဖြစ်မနေတူဖို့ထားကြဖို့လိုတယ်လို့လည်းမြင်းကျန်ခရိုင်တဲကတော်လိုင်းကောင်းဆောင်တို့ကအမတ်ပီကိုပြောပါတယ်။ ရင်းချန်ခရိုင်အဆက်ဆက်စင်နေနဲ့မေလ15ရက်ကနေစပြီးတော့တောင်သာမြင်းချန်နထိုးကြီးငစုံစတဲ့မြို့နယ်တွေတဲကစုပ်စုနဲ့ပြူစောဒီစကန်တွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတပြိုင်တည်းထိုးစစ်စင်တိုက်ခိုက်နေရဖြစ်ပြီးတော့စုပ်စုကလည်းလေချောင်းကနေတံပြန်ဘုံကျဲနေတာပါမနေ့ကမေလ22ရက်မြင်းချန်ခရိုင်ထဲမှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးနထိုးကြီးနဲ့ဝဲလူရဲစကန်မှာလည်းတပတ်ကြာနှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ စိုးစုကလေကြောင်းအုံပြုနေ့စဉ်ပုံကျဲခုခံနေတယ်လို့ဒေသခံတွေကဆိုပါတယ်။မေလ15ရက်ကတိုက်ပွဲအတွင်းမှာဆိုရင်စိုးစုဘက်ကအထင်နာအသေးများအကြောင်းလေကြောင်းကနေပုံကျဲခုခံပစ်ခတ်ခဲ့လို့ငင်းချက်မျိုးနဲ့စီမီကုံရေစကန်တိုက်ပွဲမှာတော်လဲရဲဘော်6ဦးကြာဆုံးခဲ့ရတယ်လို့ကြောက်ပြုတ်ရွာပြူစကန်သိန်းတိုက်ပွဲအတွင်းမှာလည်းတော်လဲရဲဘော်3ဦးကြာဆုံးခဲ့ရတယ်လို့ဒေသခံတော်လဲရင်သတင်းမြစ်တွေကပြောပါတယ်။ အကွေးတိုင်းမြားရဲစကြိုနဲ့ကံကောမြို့နယ်တွေကိုစိုးစုကမနေ့ကတရက်ထက်မှဇက်တိုင်လေးချောင်းပုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေက MFP ကိုပြောပါရယ်အကွေးတိုင်းထဲမှာရှိတဲ့မြို့နယ်တွေကိုနေ့စဉ်ပုံကျဲချတိုက်ခိုက်နေတဲ့စိုးစုဟာမေလ22ရက်မနေ့ကမနက်7:00နာရီခန့်မှမြိုင်းရဲစကြိုနယ်နဲ့ကံကောမြို့နယ်တွေကို Jet Fighter နဲ့ပေါင်250ပေါင်300ပုံးတွေကျဲချတိုက်ခိုက်ခဲ့တာပါအဲ့ဒီလိုပုံကျဲတိုက်ခိုက်ခဲ့ရမှာ ရေစကြုံမျိုးနဲ့တောင်အောင်ကျေးရွာအနီးကိုကျဲချတဲ့ဘုံဒီကမပေါက်ကွဲခဲ့တာကြောင့်ထိခိုက်သေဆုံးမှုမရှိခဲ့ဘူးလို့ရေစကြုံမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်။အလားတူမြိုင်းမျိုးနယ်မကြီးကုန်းကျေးရွာကိုလည်းမနေ့ကမနေ့10နိုင်ခန့်မှာစစ်အုပ်ကပေါင်300ဘုံတလုံးကျဲချတိုက်ခတ်ခဲ့တာဖြစ်ပြီးဘုံမပေါက်ကွဲတာကြောင့်ပြည်သူထိခိုက်သေဆုံးမှုမရှိဘူးလို့ဒေသခံတို့ကပြောပါရယ်။ ဇောစုဟာမနေ့ကမနေ့ဆယ်နာရီခန့်မှာပဲဂံကောမြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုပေါင်900ပုံနဲ့ကျက်ချတိုက်ခိုက်ခဲ့ပြီးထိခိုက်ဒေဆုံးမှုအခြေအနေအသေးစိတ်ကိုတော့မသိရဘူးလို့ဒေသခံတို့ကပြောပါရယ်။မလာ28ရက်စကိုင်းငလင်လှုပ်ခတ်ပြီးတဲ့နောက်ပိုင်းရပ်ပေါင်း90ကျော်အတွင်းဇောစုဟာမကွေးတိုင်းကမြို့နယ်ကျေးရွာတွေကို46ကြိမ်ဗိုလ်ချက်တိုက်ခိုက်ခဲ့လို့29ဦးသေဆုံးခဲ့ပြီးပြည်သူ40ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါရယ်။ မန္တလေးမြို့အနီးဘဟုပြူပြီးမေလ22ရက်မနေ့ကအင်အား3.4အဆင့်ရှိတဲ့နောက်ဆက်တွဲငလင်းလှုပ်ခတ်ခဲ့တာကြောင့်ငလင်းတန်တင့်ထားတဲ့သုံးထပ်တိုက်အဆောင်တလုံးထပ်မံတင်းဆောင်ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့မိသက်ဌာနနဲ့မြို့ခံတွေစီကသိရပါဗျ။အဆိုပါနောက်ဆက်တွဲငလင်းလှုပ်ခတ်ခဲ့မှုကြောင့်မန္တလေးမြို့အောင်မြေသာဆန်းမြို့နယ်တီရီမာလာအရှေ့ရက်ကွက် တီရီမန္တလာကာဝန်ကြီးအနေ89လမ်း23စီလမ်းထောက်မှာရှိတဲ့ငလင်တန်တင့်ထားတဲ့သုံးထပ်တိုက်အဆောင်ဟာထပ်မံတင်ဆောင်ပြီးပြိုကျမှုဖြစ်ပွားခဲ့တယ်လို့မိသက်ဌာနကဆိုပါတယ်။မန္တလေးမြို့ပေါ်မှာမနေ့ကတရက်တည်းငလင်တန်တဲ့အဆောင်နှလုံးထပ်မံတင်းဆောင်ပြိုချခဲ့တာဖြစ်ပြီးမနေ့ကမနေ့အစောပိုင်းမိုးရွာသွန်းချိန်မှာမဟာအောင်မြို့နယ်ပဲပုတ်တန်းရဲ့89လမ်း 36လမ်းနဲ့38လမ်းကြားမှာရှိတဲ့ငလင်တန်းကြောင့်တိမ်းဆောင်နေတဲ့အဆောင်တလုံးထပ်မံတိမ်းဆောင်ပြိုကျခဲ့တယ်လို့ကွန်ကြီးကယ်ဆယ်ရေးလှုပ်ဆောင်ပေးနေတဲ့မနီဆလလူမှုကွန်ကြီးအသင်းကထုတ်ပြန်ထားပါဗျ။မန္တလေးမြို့ပေါ်မှာငလင်တန်းတဲ့နေအိမ်တွေနဲ့အဆောင်တွေကိုဖြိုချရှင်းလင်းဖို့ရမှာအများအပြားကြက်ရှိနေပြီးအိမ်ဖြိုဖျက်ရှင်းလင်းခတွေလည်းငွေကျပ်သိန်းချေပေါက်ဆိတ်ရှိရာကြောင်းအများစုကမတက်နိုင်လို့မရှင်းလင်းနိုင်ကြသေးဘူးလို့လည်းမြို့ခံတွေကပြောပါဗျ။ဒါပြင်ငလင်တန်းကြောင့်အဆောင်အောက် ပြိမိတည်ဆုံးနေတဲ့ရုပ်အလောင်းတွေကလည်းဒီကနေ့ထိကြန့်ရှိနေဆဲဖြစ်ပြီးရှာဖွေထုတ်ယူနေရဆဲဖြစ်ပါတယ်စကိုင်းနိုင်ဝက်လက်မြွနယ်မှာစိုးစုကစာသင်ကျောင်းတွေကိုပြစ်မှတ်ထားလေးကျောင်းဘုံကျက်နေလို့တော်လိုင်းအင်အားစုစာသင်ကျောင်းတွေအားလုံးပိတ်ထားရတယ်လို့ဒေသခံသတင်းမြစ်တွေက MPP ကိုပြောပါရယ်စိုးစုလေးကျောင်းရန်ကျောင်းဝက်လက်မြွနယ် အုပ်စု82အုပ်စုတိုင်းနယ်ဆက်ကူမှာရှိတဲ့စာသင်ကျောင်းအားလုံးမေလ10ရက်ကစတင်ကပိတ်ထားရပြီးမေလ22ရက်မနေ့ကတည်းပြန်မဖွင့်နိုင်သေးဘူးလို့ဝက်လက်မြို့နယ်လှတော်ရွာတိုင်းနယ်တဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဒုတောင်ဝေကံဦးထွန်းဝေကပြောပါတယ်။စုံစုတပ်တွေကမေလ10ရက်ကနေ23ရက်ထိ၄ရက်တာအတွင်းလေကြောင်းပုံးကျဲတိုက်ခိုက်ခဲ့ရမှာထိခိုက်ဒဏ်ရာရရှိသူ35ဦးရှိခဲ့ပြီးဒီကနေ့ထိဆေးဝါးကုသမှုခံယူနေကြရပါတယ်။ ထိခိုက်ဒဏ်ရာရှိသူအများစုဟာကလေးငယ်တွေနဲ့တကြီးရွယ်တွေဖြစ်ပြီးစောစုကစတင်ကြောင်းနဲ့ဖုံတော်ကြီးကျောင်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဝက်လက်မြို့နယ်ရွှေပန်းကုန်းကြီးရွာဒေသခံအမျိုးသားတို့ကပြောပြပါဗျာ။စောစုရဲ့လေကျောင်းရန်ကျောင်းစတင်ကြောင်းတွေပိတ်ထားရတဲ့အပြင်တောတောင်တွေနေထိုင်နေကြရတဲ့စပေးရှောင်းတပေါင်းခန့်လည်းစောင်းဝင်းနေရဲ့အခက်အခဲကြုံတွေ့နေရတယ်လို့ဒေသခံသတင်းမြစ်တွေကပြောပါဗျာ။မေလာကုန်ဒီအပြစ်ရမယ်လို့ကြေညာထားတဲ့စောစုဟာ ဝက်လက်မြို့နယ်အပောင်းစကိုင်းတိုင်းတွင်ကတပဲရင်အင်းတော်ကနေကလေးဝမော်လိုက်စတဲ့မြို့နယ်တွေကိုနေ့စဉ်လေးကြောင်းအုံပြုတ်ဘုံကျက်တိုက်ခိုက်နေရဖြစ်ပြီးဒေသခံ130ကျော်သေဆုံးခဲ့ရပါတယ်။လေးကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရခြင်းနေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်တဲ့ဘုံကူပါဘုံကူကျင်မရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုဘုံကူစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဦးကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမှာအပပုံးခွရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကြောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ